အမားနဲ့အားရဲချက်တွေပြည့်စုံပြီးအကောင်းဆုံးပြလာခဲ့မယ်ဆိုတန်းစင်အလုံးမင်္ဂလာပါခင်ဗျာကျော်ရဲ့ LMO ပေါင်းစင်းကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဘွားမမမားဘူးတဲ့သူဘယ်သူရှိဘူးပါလဲတကြိမ်တစ်ခါမမားဘူးတဲ့သူရဲ့လို့လောကမှာရှိပါမဟုတ်ပါဘူးအမားဆိုလူတိုင်းမကင်းတယ်လို့အမားကိုတင်းသားယူပြီးတော့အောင်မင်းသွားကြတဲ့သူတွေကလည်းလောကမှာအများကြီးရှိထားခဲ့ဖြစ်ပါတယ်အမားကိုမပြေအမှန်ကိုလည်းမမြင်တဲ့လူတွေကတော့လောကမှာမိုက်ပြီးဆက်မိုက်နေကြလို့ပဲဆိုရမှာပါအခုလည်းမြန်မာပြည်သက်ရဲ့အချစ်တော်လူငယ်ဖိုင်တာလေးဖြစ်တဲ့တန့်စင်က သူရဲ့လူမှုကွယ်စာမျက်နှာထက်ကနေမကြခင်မှာသူ့ရဲ့အမားတွေပြေးစီပြီးတော့အကောင်းဆုံးပြန်လာရမယ်ဆိုပြီးတော့ post တင်သွားခဲ့ပါလေဒါပရိသတ်တွေအတွက်တော့ဝမ်းသာစရာကောင်းတဲ့သတင်းစကားတစ်ခုပါပဲကျွန်တော်ပါမြန်မာပရိသတ်တွေကတန်းစီနဲ့ပတ်သက်ပြီးတော့အများကြီးမျှော်လင့်ထားခဲ့ကြတာပါတန်းစီရဲ့ခနာကိုဖွဲ့သည့်တိဆောက်ပုံထိုးသက်ပုံတွေဟာပရိသတ်တွေအတွက်တကယ်ကိုကျေနပ်စရာဖြစ်စေခဲ့ပြီးတော့အားလုံးကလည်းအောင်မြင်မဲ့လူငယ်လေးတယောက်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့လည်းမျှော်လင့်ထားခဲ့ကြပါလေတန်းစီရန်ဝမ်းနဲ့ပထမဆုံးရှင်ပြန်ခဲ့တဲ့ပွဲဥဒ္ဒရာနှစ်ပွဲမှာပြိုင်မက်တွေကိုလဲထိုးနေနိုင်ရရှိခဲ့သူပါအင်ဂျင်တိုင်းဖိုင်တာတွေမှာတန်းစီရတောက်ပြီးတောက်ဆိုပြီးတော့လဲထိုးနေတဲ့ ဖြုတ်ချပြခဲ့တဲ့အထိတန်းစီရန်စွမ်းစာမြန်မာပြည်သက်တွေတွေမဟုတ်ပဲဝိုင်းအိုဂရိုင်းဖြစ်တဲ့ဂျက်ထရီကိုရိုင်းကားကိုသဘောကျနေခဲ့တဲ့အထိမြင်တွေ့ထားကြတာပါတိုင်စောကျော်ပြည့်ရဲ့ဦးထိုင်းကိုစက္ကန့်ပိုင်းတွေမှာခြေကန်ဂျက်ထရီနဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာဆိုရင်အားလုံးကတန်းစီကိုဘောနဲ့ဆူရရှိလိမ့်မယ်လို့ထင်မှတ်ထားခဲ့ကြရင်ပဲအားလုံးမျှော်လင့်ထားသလိုဖြစ်မလာခဲ့ပဲတန်းစီဟာတာမန်နိုင်ပွဲတစ်ပွဲအနေနဲ့သာကျင်းတက်ခဲ့ရတာပါဒါမှလည်းချက်ထရီယာတန်းစီကိုရောပေးသွားအနေနဲ့သူ့ကိုချက်ချင်းဆိုသလိုပွဲစီစဉ်ပေးသွားခဲ့ပါလေ။အဲ့လိုပေးရခြင်းကလည်းတန်းစီကိုဘောနပ်ဆုမပေးခဲ့တဲ့အတွက်ကြောင့်လည်းပါသလိုချက်ထရီကိုယ်တိုင်လည်းတန်းစီကိုလက်တံပေးဖို့အတွက် သူရဲ့ရေသွေးကိုဆန်းစစ်သွားခြင်းတဲ့အတွက်ကြောင့်လည်းပါပါတယ်။တန်းစင်နဲ့ချက်ထရီပြိုင်မြောက်ရောပေးလိုက်တဲ့ပွဲကကိပောက်ရှင်ဘီရင်ဖြစ်တင်စားထားခဲ့ကြတဲ့ထားခဲလို့ထိတ်တန်းဖိုင်တာတယောက်နဲ့ပါ။တန်းစင်ကအဲ့ဒီပွဲကစိန်ခုံမှုအပြည့်နဲ့ပွဲတင်ပွဲလည်းဖြစ်သွားခဲ့ပါတယ်။အခုမှဝမ်းမှာနှစ်ပွဲသာရှင်ပိုင်ထားတဲ့လူငယ်တယောက်ကိုထားခဲလို့ထိတ်တန်းဖိုင်တာတယောက်နဲ့ပွဲတဲပေးလိုက်သလိုထိုးခိုင်းခဲ့တဲ့ပွဲတင်လည်းထားခဲရူအာတန်နဲ့ကိပောက်ရှင်ပွဲတင်ပြည်နဲ့ရှင်ပိုင်သွားခဲ့ရတာပါ။မထိုးရင်လည်းပွဲဖြစ်ဦးကြိုးပြီးတော့တည်နေခဲ့တဲ့ပွဲတင်ပွဲဖြစ်ပေမဲ့မထင်မှာပဲထားခဲရူကိုဖိနှိုင်းကြာသွားစေခဲ့တဲ့တန်းစင်ရဲ့လက်သီးချက်ဟာတော်တော်လေးကိုအားပါပြေးနိုင်ခဲ့ပါတယ်။ တာဂက်ရုတောက်အမှတ်စီမှာရေတွက်ခံလိုက်ရတယ်လို့မျက်နှာတစ်ခုလုံးနဲ့မျက်စိပြက်မျက်နှာပြက်ပြီးပါဖြစ်သွားခဲ့တာပါဒါအတန်းစီကကောင်းမနေဆွမ်းဆောင်ရလို့ဆိုရမှာဖြစ်ပြီးတော့သူကဆူရန်လက်နဲ့ပွဲစီမှာလဲမတိမတဲ့ပုံစံနဲ့ဆူရန်လက်ကို6ရက်နဲ့ကြမ်းမြင်ရဲဝုံးဝမနေရတဲ့ပုံစံမျိုးဖြစ်အောင်သူရဲ့ခြေကံကြက်တွေနဲ့တော်လေးကိုအားပါပြေးထန်စွာလှုပ်ပြခဲ့တာပါဒါခေယုနဲ့ပွဲစီမှာဆူရန်လက်နဲ့ပွဲစီမှာပါတန်းစီကမတူညီတဲ့ပုံစံနဲ့ပြိုင်ဘက်တွေကိုတာစီရယူထားနိုင်ခဲ့ပါတယ်ပြောရရင်တန်းစီကလက်သီးထိုးချက်လိုက်ကောင်းသူခြေကံကြက်ကလည်းတော်လေးကောင်းခဲ့တော့မြေတွေးခဲ့ကြတာပါ ဒါမှလည်းတန်းစရာထာကဲရူကိုရောဆူရီယလက်ကိုပါရှုံးနေခဲ့ရပါတယ်။ဘာတော်လေးဆိုရင်ပြိုင်ဘက်ကသူ့ကိုဖိအားပေးပြီးတော့ထိုးတဲ့အခါဘာလို့လုံးဝမမသိဖြစ်အောင်ဖြစ်သွားခဲ့ပြီးတော့ခေါင်းငုံပြီးတော့ဘာမှပြန်မလုပ်တတ်တော့တဲ့ပုံစံကြောင့်ပဲဖြစ်ပါတယ်။ထာကဲရူနဲ့ပွဲမှာဘိုက်ကိုအကန့်ခံခဲ့ရတဲ့အတွက်သူကဘာမှမလုပ်နိုင်တော့မယ်။ဆူရီယလက်နဲ့ပွဲတင်ကတော့ဘာလို့လို့ဘာကံမှမသိဖြစ်ခဲ့ရပါ။အဲ့တော့လေပရိသတ်ချွဲဝေပန်မှုတွေနဲ့တန်းစရာရင်ဆိုင်ခဲ့တာဖြစ်ပြီးအခုတော့သူကသူ့ရဲ့အမားတွေနဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီးတော့အကောင်းဆုံးပြန်လာခဲ့ပါပဲဆိုရယ်စာသားကိုရေးသားပြီးမကြာခင်မှာပြန်လာတော့မယ်ဆိုရယ်အကြောင်းကိုသိပေးသွားခဲ့တာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာနောက်ဗီဒီယိုဒီမှာလည်း MMA Fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီပို့တဲ့ဖိတ်ခေါ်ပါရစေကျော်ရဲ့ page လေးကိုလည်း like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာစုံလေးကြည့်ရတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ